ူဖိမန်လို့တောင်းပြောရဆရာမရှိဘူးကွာဒီဘရင်ကိုင်းင်းရဲ့ကျုပ်ကလပ်ကိုပေါ်တော့ထည့်သွင်းပြီးတော့မြုပ်နှံထားလို့သိရတယ်ဟာကိုးကောင်ရဲ့ဒီပြန်တန်းနေတဲ့ပုံစံကိုဒါခန်းခန်းနာနာကိုဆွဲထားတာကိုတွေ့နေရမှာပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ အဲတက်မွန်မမ်မိုရီရဲ့ကျွန်တော်တက်မွန်ဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာက BNN နိုင်ငံအလဲပိုင်းဟွေးမြို့မှာတည်ရှိတဲ့ဒါ BNN နိုင်ငံရဲ့နောက်ဆုံးတော်ဝင်အုပ်ဂုဖြစ်တဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်အဲအရင်တုန်းကဒီ BNN ကိုအုပ်စိုးခဲ့တဲ့ငွေရံဘီရင်မင်းဆက်တည်းရဲ့၁၂ယောက်မြောက်မင်းဖြစ်တဲ့ခိုင်တင်းရဲ့ဂူဘိမှန်မှာဒီဂူဘိမှန်ကအရင်ခေတ်တုန်းကဒီငွေကြေးအကုန်ကျအများဆုံးနဲ့လက်ရအမြောက်ဆုံးဂူဘိမှန်တစ်ခုဖြစ်ခဲ့တာပါဒီခိုင်တင်းဘီရင်ကသူမသိဆုံးခင်ကဒီဂူဘိမှန်ကိုဆောက်လုပ် ်ခဲ့တာဖြစ်ပြီးတော့သူသေးဆုံးတဲ့အတိုင်းဒီဂူပိမှန်ကို လုံးဝပြီးစီးအောင်မဆောက်လုပ်နိုင်ခဲ့ပါဘူး။အဲသူသေးဆုံးပြီးတော့နောက်ထပ်6နှစ်ကြာကကြာမှသူ့ရဲ့သားတော်လက်ထက်ကြာမှလုံးဝအပြီးသက်တည်ဆောက်နိုင်ခဲ့တာပါ။အဲဒီဂူပိမှန်ကိုတည်ဆောက်ဖို့ဆိုရင်လုံးဝအချိန်17နှစ်တောင်ယူခဲ့တယ်လို့ကျွန်တော်လေ့လာခဲ့ရပါတယ်ခင်ဗျာ။အဲဒါဆိုရင်ဒီဂူဘိတ်မန်ကြီးကဘလောက်တောင်ခံစားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်เนาะ let's go ဘရင်ခိုင်တင်းရဲ့ဒီတင်းငိုင်းတော်ကြီးကတော့အဆင့်50နဲ့တိဆောက်ထားတာဖြစ်ပြီးတော့အောက်ခြေလီကားကနေအပေါ်ဆုံးခန်းမဆောင်တိဆိုရင်တော့လီကားတစ်ပေါင်း129ပါဝင်ပါတယ်ကျွန်တော်ကတော့ဒီနေရာကိုအပိုင်း၃ပိုင်းခွဲပြီးတော့လေ့လာတော့မှာဖြစ်ပါတယ် ဒီကုသင်းကြီးရဲ့အရေးပါဆုံးအဆင့်ကိုမရောက်ခင်မှာပထမဆုံးတွေ့မြင်ရမှာကတော့ဒီ Tham Quan Gate တကားလို့ခေါ်တဲ့ဒီလိုမျိုးအမိုးသုံးခုပါတဲ့ Gate တကားကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ BNN နိုင်ငံမှာဒီလိုမျိုး Gate တကားတွေကိုတော့ရဲ့ယဉ်ကျေးမှုဆိုင်ရာဗုဒ္ဓဘာသာဖုံရင်းကျောင်းတွေယဉ်ကျေးမှုဆိုင်ရာအဆောက်အုံတွေမှာဒါခန်းခန်းနာနာနဲ့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲဒီအဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်လှေကားတဲ့28ဆင့်တွေကနေပြီးတော့38ဆင့်ကိုတတ်ဖို့လိုတာပေါ့နော်။ဒါကတော့ဒီပထမအဆင့်မှာတွေ့မြင်ရတဲ့အပိုင်း cię, Marek, miał. နောက်တစ်ဆင့်ဒါဒုတိယအဆင့်မှာတွေ့မြင်ရမှာကတော့သူတို့ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားပွဲတွေကိုဒါတည်တံ့ကျင်းပဖို့အတွက်လှုပ်ထားတဲ့အတိုင်းနေမြေပေါ့နော်ဒီမှာတွေ့မြင်ရမှာကငွေရမင်းဆက်အရင်ခေတ်ကသူတို့ရဲ့အရက်ဘတ်ဆိုင်ရာနန်းတွင်းဘတ်ဆိုင်ရာမူးမတ်တွေရဲ့နန်းတက်နေဟန်ရုပ်ထုတွေကိုဒီမှာ CC တွေ့မြင်ရမှာဖြစ်ပါတယ်အဲခုနကကျွန်တော်လေ့လာရတာလောက်ပေါ့နော်ဒီရုပ်ထုတွေမှာလုံးဝကြီးကြီးမားမားပဲ့နေတယ်ဆိုတာလုံးဝမရှိဘူးပေါ့နော်ဒီအဆင့်မှာတင်ကျွန်တော်တို့အဲ့ဒီခေတ်ကင်းကျင်းမှုလက်ရာတွေဒါဘလောက်ခိုင်ခန့်ကြောင် လောက်ခံတာကြောင့်ကျွန်တော်တို့ဒါဒီအဆင့်မှတင်စတင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။တရအဆင့်မှဆိုရင်တော့ဒီကြောက်ရွံ့ထုတွေအပြင်ဒီတင်ကျင်းတော်ကြီးရဲ့ဆောက်လုပ်မှုမှတ်တမ်းနဲ့ဘရင်ရင်ရဲ့ဘဝကိုရေးထိုးဖော်ပြထားတဲ့ကြောက်စာတိုင်းကြီးကိုလည်းတွေ့မြင်နိုင်ပါတယ်။ဒီနေရာကနေဆက်လက်တက်ရောက်သွားမှာဆိုရင်တော့အခမ်းအနားဆုံးအဓိကခံမဆောင်ကြီးစီကိုရောက်ရှိသွားမှာဖြစ်ပါတယ်။တော့ဒီကိုဗိမ့်မန်ရဲ့ဒါအတွင်းပိုင်းကိုဒါရောက်ရှိလာပြီပေါ့နော်။ ိုးလုံးဝခံခံလာလာကိုတွေ့နေရမှာဒီမျက်နှာချက်မှာတော့လုံးဝกว่าဒီမှာကျွန်တော်ရေကြည့်တာခုနကနဂါးကိုးကောင်ရဲ့ဒီပြန်တန်းနေတဲ့ပုံစံကိုဒါခံခံလာလာကိုဆွဲထားတာကိုတွေ့နေရမှာပေါ့เนาะအပြီးတော့သူ့ရဲ့ဒီရှေ့မှာတွေ့မြင်ရမှာကတော့ဒါသူတို့ရဲ့ဘရင်ခိုင်တင်းကိုပေါ့နော်ဒါစုပေါင်းမွေးပြဖို့အတွက်လုပ်ပေးထားတဲ့ဒါနေရာလေးပို့တာတွေ့မြင်ရမှာဖြစ်ပါတယ် ီးတော့ဒီအဆောင်အုံမှာလုံးဝအဲအများဆုံးတွေ့မြင်ရမှာကတော့ဒီ Moses လို့ခေါ်တဲ့ဒီ pandemic တဲ့ကြွေတဲ့တွေကိုအသုံးပြုပြီးတော့ဒါအလှဆင်ထားတဲ့ဤပညာပေါ့နော်အဲအဲ့ဒီဤပညာနဲ့လှုပ်ထားတဲ့ဒါအလှဆင်ဤတွေကိုလုံးဝခန်းခန်းနားနားနဲ့ကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဲ့ဒီ Moses ဒီအနုစိတ်လက်ရာတွေကတော်တော်ကြီးကိုပဲဖလှပါတယ်ကွာလောကတော်တော်ကြီးကိုခံလာတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလို့ဆိုရင်အမှန်စီရွှေချပေါ့နော်အဲ့လိုမျိုးပုံတယ်ပေါ့အဲဒီမှာမိတ်ဆွေတို့ကိုတခုတတိပေးချင်တာကဒီလိုမျိုးရှေးဟောင်းလက်ရာတွေဆိုလို့ရှိရင်ဒါခံစားလို့ရတယ်ဒါကြည့်လို့ရတယ်ဒါပေမဲ့အဲ့လိုတွားထိတာတွေကြိုင်တာတွေတော့မလုပ်ကြပါနဲ့နော်အဲဒါမှသာကျွန်တော်တို့ဒီရှေးဟောင်းလက်ရာတွေကိုဒါမူလအကျိုးရမပြတ်ဒါကျွန်တော်တို့နောက်လူတွေကမြင်တွေ့ရမှာဖြစ်ပါတယ် ယ်။ဒါဆိုရင်ကျွန်တော်တို့ဒီအဓိကဒီကုဘိမှန်ရှိတဲ့နေရာကိုကျွန်တော်ဆက်ပြီးတော့ဝင်ကြည့်လိုက်ရအောင်နော်။ရောက်မသွားဘူးဆိုရင်လုံးဝဒါကိုဗိမ့်မယ်လို့တောင်းပြောရစရာမရှိဘူးကွာဒါသူ့ရဲ့ခံနာမှုရာ 龙华的车自己往那边。支持 တာချင်တာပေါ့နော်အဲဒီရုပ်ထုကြီးရဲ့နောက်မှာဒီမှာနေလုံးပုံစံလိုမျိုးမြင်လားခင်ဗျာတွေ့ရလားခင်ဗျာအဲဒါသူ့ရဲ့အတိတ်ပဲကဒါဘယင်ကွဲလွန်သွားတဲ့အတော့ကွာဒီနေလုံးကနေဝင်သွားတယ်ဆိုတဲ့ပုံစံနဲ့ဒါသူ့ရဲ့အနောက်မှာတာတာပေးတာဖြစ်ပါလေအဲအဲ့လိုမျိုးအတိတ်ပဲရပါတယ်ခင်ဗျာ ဓိကခမ်းမဆောင်ရဲ့အလင်မှာတော့ဒါခန်းခန်းနာနာဝဲဒါဘယင်ကင်တင်းရဲ့ခြေသွင်းရုပ်ထုကိုဒါသူတို့ဆင်မြန်းထားတာကိုတွေ့ရတယ်ပေါ့နော်အဲအဲ့ဒီငွေရမင်းဆက်တွေထဲမှာဒီခြိတာဆိုလို့ဒီဘယင်ကင်တင်းရဲ့တက်ရောက်ပဲရှိခဲ့တာပေါ့နော်ဘာလို့လို့ဆိုရင်အဲ့ဒီအချိန်ခါကဒီကိုပြင်သစ်ကိုလိုနီခင်မာဒီဘယင်ကင်တင်းကဒါပြင်သစ်တွေနဲ့ဆက်ဆံရေးကတော်တော်လေးကိုကောင်းမွန်ခဲ့တာပေါ့နော်အဲအားကြောင့်မို့ဒါဒီရုပ်ထုကိုအဲ့ဒီပြင်သစ်နိုင်ငံကပါတီမျိုးမှာတွန်းလုပ်ပြီးခါကြမှာဒီဘက်ကိုပြန်လဲပြီးတော့ယူဆောင်လာခဲ့တာပေါ့နော်အဲအခုချိန်မှာ ါဒီလိုမျိုးဆင်မြန်ထားတာကိုတွေ့ရတယ်။ပြီးတော့ကျွန်တော်လေ့လာရတဲ့လောက်ကတော့ဒီရုပ်ထုရဲ့အောက်ခြေ10မီတာလောက်အနက်မှာတော့ဒီဘရင်ကင်နေရဲ့ဂျိုကလပ်ကိုပေါ့နော်ဒါဒီအဆောက်အဝင်းပြီးခါကြမှာဒါဟိုအခြားနေရာနေဒါပြန်ရွှေ့ပြီးတော့ဒါထည့်သွင်းပြီးတော့မြုပ်နှံထားတာကိုတွေ့ရတယ်။ပြီးတော့ကျွန်တော်ထင်တာပေါ့နော်ဒီအနောက်မှာရှိတဲ့ဟာကတော့အဲဒါတို့ပူဇော်ဖို့အတွက်လုပ်ပေးထားတဲ့ဒါနေ ဖြစ်မယ်လို့ထင်တယ်။ဒါကကျွန်တော်လေ့လာရသလောက်ကိုဒါပြောပြပေးတာပေါ့နော်။အဲတကယ်တမ်းဒီရှေ့ဘက်မှာတော့ဘယ်လိုနေရာတွေမှာထားခဲ့လဲဆိုတော့ကျွန်တော်လည်းအတိအကျတော့သိချာမသိဘူးခင်ဗျာ။ စောက်ဖို့ပေါ့နော်သူကိုယ်တိုင်ကသူရဲ့ဒါလက်အောက်ကလူတွေကွာအခြားပြင်တဲ့သူဒါတရုတ်သူအာ ဂျပန်တို့ကသူကဆေလွတ်ပြီးတော့ကွာအဲဒီအဆောက်အအုံမှာတုံးမဲ့မှာတန်တယ်တန်မနေလေအဲကြွေတယ်လေအဲ့လိုမျိုးဟာတွေကိုအခြားနိုင်ငံကနေပြီးတော့သူကဝယ်ယူဖို့အတွက်သူ့ရဲ့လူတွေကိုဆေလွတ်ပြီးမှအဲအဲ့ရပစ္စည်းတွေရောက်လာတာကြောင့်မအဲ့ဒီပစ္စည်းတွေကိုတုံးပြီးတော့ဘောနော်ဒါသူကပြင်သစ်လက်ရာတွေနဲ့ဒါ BNN လက်မှုပညာတွေနဲ့ပေါင်းစပ်ပြီးတော့ဒါဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အဲအဲ့ဒီအချိန်ခါမှာဒီဟာကြီးကိုဆောက်လုပ်ဖို့အတွက်ဘောနော်လုံးဝငွေကြေးအကုန်ကြအများဆုံးဖြစ်ခဲ့တာဟုတ်တယ်ဖရင်ဒီနိုင်ငံတကာကအဲ့လိုတင်သွင်းထားတဲ့ဟာတွေ င်တာကွာဒါပုံမှန်ပြည်တွင်းရဟိုင်းနဲ့ဆော့ဖို့အတွက်ဆိုရင်အလုံးဝငွေကြီးရတာတည်တဲ့အတိုင်းပဲကွာအဲ့လောက်ကြီးကွာဟာမှာပေါ့ကွာအဲ့ဒါကြောင့်မို့ဒါပြည်တွင်းချားမှာဒါပြောစရာတခုဖြစ်ခဲ့တာပေါ့အဲဒါပေမဲ့အခုလက်ရှိချိန်ကြာတော့လုံးဝရှေ့ရရင်ကြီးမှုကိုလေ့လာနိုင်တဲ့ဒါနေရာကောင်းတစ်ခုဒါဖြစ်နေတာပေါ့နော် မိတ်ဆွေတို့ဘယ်လိုနေပါသလဲခင်ဗျအခုကတော့ဒီဘရင်ခိုင်နှင်းရဲ့ဒါကုသင်းချိုင်းကိုကျွန်တော်လေ့လာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲတီးခဲ့တဲ့အတိုင်းပဲမှာအခြားရင်ကျေးမှုအဆောက်အုံတွေမှာအခြားအထင်ကရအဆောက်အုံတွေကိုဒါလေ့လာရတယ်ဆိုတာထက်ဒီကုသင်းချိုင်းကိုလေ့လာရတယ်ဆိုတာကတော့အဲစိတ်ထဲမှာတမျိုးကြီးပဲခင်ဗျသူတို့ရဲ့ရင်ကျေးမှုကိုလုံးဝထဲထဲဝင်ဝင်မသိဘူးဆိုပေမဲ့လည်းဒါကုသင်းချိုင်းကိုရောက်လာတဲ့အချိန်မှာဒါခံစားချက်ကတမျိုးကြီးပဲတော့ဖြစ်တယ်ခင်ဗျအဲအရင်ခေတ်ကတော့ဒီကုဘိမ န်တစ်ခုကိုဒီလောက်ငွေကုန်ကြေးကြခံပြီးတော့တိဆောက်ရမလားဆိုပြီးတော့ဒါပြီးလူတွေကြားမှာပြောစရာတစ်ခုဖြစ်ခဲ့ပေမဲ့အခု kick မှာတော့ဒီသူတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေကိုလေ့လာနိုင်တဲ့နေရာကောင်းတစ်ခုဖြစ်လို့နေပါတယ်အဲဒီဗီဒီယိုလေးကိုတော့ဒီမှာပဲချက်နာပေးရစီခင်ဗျနောက်ထပ်လာမယ့်ဗီဒီယိုများမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ